အားလုံးပဲမင်္ဂလာပါရှင်။အာစီသုတဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဟုတ်ကဲ့ကျွန်မကတော့နားပြီးဖြစ်ပါတယ်။ဒီကနေ့မှကျွန်မတင်ဆက်ဖပြပေးချင်တာကတော့မောက်ထွန်းသူရေးသားထားတဲ့တောင်မှန်မဲ့ညစ်လေးပဲပျော်ဖို့ထူတဲ့ကမှရွာကျော်ဆိုတဲ့လူငယ်လေးတယောက်ရဲ့အကြောင်းရဲ့အစ်စ်ကိုအပိုင်း30အနေနဲ့တင်ဆက်ဖပြပေးမှာဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ပေးကြပါအောင်ရှင်။ဒီနေ့တော့နာမည်တွင် ကျွန်တော်နေပြဆရာထံမှခွင့်တောင်းပြီးဆေးရုံသို့သွားပါသည်ညီမကောင်း၍ဆေးတောင်းရန်ဟုအကြောင်းပြခဲ့တော်လဲအမှန်ကအကြံဖန်လို့၍သွားခြင်းသာဖြစ်ပါသည်ဆေးရုံရောက်တော့အသည့်တွင်နှုတ်ဆက်ရင်ရလွယ်သည့်ပစ္စည်းများ၌လာခဲ့ရာငွေ90နှင့်လက်ပတ်နာရီတလုံးရခဲ့ပါသည်ညဆောင်ဆရာမှစပွဲပေါ်မှစပွဲတင်နိုင်တလုံးအပါအစ်စ်အနေဖြင့်လက်လာခဲ့ပါသည်ကျွန်တော်အကြောင်းမပြန်တော့ပါ မြို့ထဲသို့တချိုးရဲလက်ခဲ့ပါသည်ကျွန်တော်လက်ထဲတွင် လွယ်အိတ်တလုံးသာပါလာပါသည် ထိုနေ냐ကကျွန်တော်နဲ့အပေါင်းအသင်းများတောက်ကြရှူကြမိမနဲ့ပြောပွားကြပြီးအဲ့တော့ကီလီစေးဘောဒရာအောင်မှာအဲ့ဒီကျောင်းကိုတော့ကျွန်တော်မပြန်တော့ပါဆယ်ရက်ခန့်ကြာတော့ကျွန်တော်အပေါင်းအသင်းတဦးဖြစ်သောဂန်ဒူးငကြီးနဲ့စူးလေပြားပေါ်တွင်ဆုံမိကြသည်ဂန်ဒူးငကြီးဟုခေါ်ခြင်းမှာမိမညံများလွန်၍ခေါ်ခြင်းဖြစ်သည်ဂန်ဒူးငကြီးမှာအလစ်သမားတယောက်ဖြစ်တော်လဲသူ့ကိုအလစ်သမားမှမသိအောင်ပြပြရည်ရည်နေတတ်ပါသည် ။ဗဇက်ကဘုရားဘုရားလက်ကတော့ကာယဆိုသည့်ကြောင်သူတော်ကျွတ်တခိုးတယောက်ဖြစ်ပါသည်။ဝတ်ပုံစားပုံပြောပုံဆိုပုံနဲ့နေပုံထိုင်ပုံမှာတကယ့်ရှိုးအပြင်းနဲ့မင်းသားရှုံးလောက်သူဖြစ်ရာသူ့အကြောင်းမသိသူများကသူ့ကိုအလက်သမားဟုဆွဆွဲဝင်မည်မဟုတ်ပါ။ကျွန်တော်ကဒီမငကြီးအကွက်ကောင်တစ်ခုရှိတယ်။လုံရမ်းရင်တော့ပွားမှာပဲ။ငကြီးမျက်လုံးကျဲလာပါသည်။စိုးစမ်းမအောင်ဟာချီချိုးရဘလို့အပေါက်ကောင်းလဲလုံးတင်လောက်ရမှာပေါ့ သူတို့ကကျွန်တော်ကိုချေချိုးတဲ့ပြောမယ်လေကွာဒါပေမဲ့မင်းကသူများကိုကြောက်ကြတတ်တဲ့အကောင်မို့ကြိုပြီးသတိပေးထားရမှာပဲမင်းလုံမယ်ဆိုရင်လုံမင်းမလုံရရင်ဟိုလူတွေဒီလူတွေကိုတော့တွားပြီးအလုံးမဖုံးနဲ့ဟာငါဒါမျိုးမလုပ်ပါဘူးကွာစိတ်ချပါကျွန်တော်ကကျွန်တော်နေခဲ့တဲ့ကျောင်းမတင်တန်းတစ်ခုကိုဖောက်လေရင်တန်ဖိုး9000 6000ဘိုးတဲ့မနေတော့ပစ္စည်းများရနိုင်ကြောင်းပြောပြပါသည်ဗန်ဒုံးကကြည်သည် အတန်ကြာစဉ်းစားနေပြီးမှ အကွက်ကတော့တကယ်အကွက်ကောင်းမယ်ကွာဒါပေမဲ့ငါနဲ့မင်းနဲ့နှစ်ယောက်တည်းတော့လုံးလုံးမဖြစ်ဘူးဒါမျိုးကခက်လက်လေကောင်းတဲ့တွဲပြီးကြမ်းမှဖြစ်မှာနေပါဦးလူအထဲကဘသူနဲ့များလုံရင်ကောင်းပါလေခုပြောပြီးညင်နေပါသည်ဟေးတိပြီမပွေးညံဝင်းတို့ပိန်ညောင်အောင်တန်းတို့မြေခွေးငပိုတို့နဲ့တိုင်ပင်ရင်ကောင်းမယ်ကွာကျွန်တော်စဉ်းစားရပြန်ပါသည်ဒီသုံးယောက်မှာကျွန်တော်တို့လောကတွင်သူ့အချင်းနဲ့သူထင်ရှားသူများကြီးဖြစ်ပါသည်မပွေးညံဝင်းသည် ျက်နှာနဲ့တကိုယ်လုံးတွင်ပွေးကွက်တို့လိုအကွက်ရှိသဖြင့်ငပွေးညံဝင်းဟုခေါ်ကြခြင်းဖြစ်ပါသည်ငပွေးညံဝင်းသည်သူမြင့်မြတ်ကလေးရမည်ဆိုလျှင်သူတစ်ပါးကိုဒုက္ခမရောက်အောင်ကြောက်တွန်းတတ်သူဖြစ်ရာကျွန်တော်တို့လောကတွင်တိတ်ပြီးပေါ်ပြူလာမဖြစ်သဖြင့်ကျွန်တော်စိတ်မချပါပိညာအောင်တန်းသည် အဆုတ်ယောဂတဲ့ဖြစ်၍လေပြင်းပြင်းတိုက်လျင်လဲပြိုတော့မလောက်ပိန်သူဖြစ်ပါသည်ပညာသည့်အထက်အသားကမဲပြပြ၆ခန်းခန်းမှုစက်တရေမရှိလာပါ လူပုံသေးနှုတ်တလောက်လေလုံးမိုးထွားလုံးသက်တဲ့ဖြင့်နှုတ်မလုံးသူဖြစ်ပါသည်။မြေခွေးငပိုးသည်ခတ်ဝဝအသားနီဆဆနှာခေါင်းချွတ်ချွတ်နဲ့ခတ်များသူဖြစ်ပါသည်။အလေးအညာတွင်ဆန်ထားရသူဖြစ်တော်လဲဝမ်းတွင်အကောက်ညံများသည်ဖြင့်ယုံကြည်ရသူမဟုတ်ပါ။ငါတော့သုံးယောက်စလုံးမကြိုက်ဘူးကွာ။ကျွန်တော်နဲ့ငကြီးတို့ထပ်၍စဉ်းစားကြပြန်ပါသည်။သို့တော်မရပါ။ငပွင့်ညံဝင်နဲ့ကြိုက်ပါရဲကွာ။ဒီကောင်ကဖောက်တတ်တယ်မဟုတ်လား။ တို့အထဲမှာလည်းလှုပ်တတ်တဲ့အကောင်ကအရှားသာกว่าသူနဲ့တွေ့လိုက်ရင်လက်ပြတ်အောင်လာလဲပါလာနိုင်တယ်။ဘယ်ကလက်ပြတ်အောင်လာလဲกว่าကျွန်တော်ကလက်ပြတ်အောင်လာကိုမသိ၍နေပါသည်။ဟိုကောင်လေးกว่าမင်းနဲ့တခါကဆုံဘူးပါတယ်။ရေမချိုးတဲ့ကောင်ဟာกว่าဘယ်တော့မှရေမချိုးဘူးလေ။သူ့ကောင်မကြီးအထက်ထက်နဲ့တကူလုံးနှံစော်နေလို့တချို့ကပေါင်းတယ်မလုပ်ကြဘူး။ကျွန်တော်ရေတိတ်တိတ်မြသားမှတ်မိပါသည်။ဒီကောင်ဒီပိန်ညောင်အောင်တန်းနဲ့အတွဲများသည်။လူပုံချင်းကလည်းခက်ဆင်းဆင်း ငပွေးစိတ်ချရပါမလားကွာဒီကောင်ကသူများအပြစ်ဖြစ်အောင်ကြောင်းချတတ်တဲ့ကောင်တစ္ဆာရှိတော့မဟုတ်ဘူးတလောကမကွေးပဲသွားပြီးအတူတူလက်လာတဲ့ပစ္စည်းတွေတဲကလက်ဆွဲဆွဲကြိုးယူလာလို့သူတို့အဖွဲတွေကကောင်တွေကတတ်မလို့လိုက်ရှာနေကြတယ်လို့ကြားတယ်သိပြီးစဉ်းစားမနေစမ်းမနဲ့ခြေကျိုးရဒီကောင်နဲ့ပဲကြိုက်ပါတယ်စိတ်ချရအောင်ငါလုပ်ပါမယ်ဒီကောင်ကမျက်မျက်ရမယ်ဆိုရင်ညီပါတယ်ပြီးတော့ဒီကောင်ကတိတ်ကြောက်တတ်တဲ့ကောင်ကခြောက်ထားရင်ကြောက်ပြီးညီနေမှာပါ ဤတို့ဖြင့်ကျွန်တော်ပြောပြလိုက်သောကိစ္စသည်ညအကောင်ထဲပေါ်လာသည်ထိုညကကျွန်တော်တို့အဖွဲ့မှဂန်ဒူးငကြီးမပွေးညံဝင်လက်ပြက်အောင်လာပိန်ညောင်အောင်တန်းနှင့်ကျွန်တော်စုစုပေါင်း၅ယောက်ကျွန်တော်ကလက်ထောက်ချသူမို့ရှေ့ဆောင်လမ်းပြလောက်ရသည်ဂန်ဒူးငကြီးမပွေးညံဝင်နှင့်ကျွန်တော်တို့ကအခန်းကိုဖောက်၍လက်ပြက်အောင်လာကဘေးမှကူသည်ပိန်ညောင်အောင်တန်းကအဆောင်လို့၍လူသူလေးပါအရေးအချီကြည်ပါသည်အပြင်တကားမကြီးကို ငကြီကသူတတ်ထားသည့်ပညာဖြင့်မရအရာဖွင့်၍ပွင့်သွားသည် အတွင်းရှိပစ္စည်းထားရအခန်းတကားကိုမူမဖွင့်တော့ပါတဏှာမှနေ၍တန်စကားကိုကလန်အော်ဖြင့်ကလန့်၍ဖွင့်ပါသည်ကျွန်တော်ကိုယ်တိုင်ဖွင့်ခြင်းဖြင့်ရာအတော်ကြီးအားဆိုင်၍ဖွင့်မှပွင့်ပါသည်ခြေသာကျိုးတာအပေါ်ပိုင်းကတဲတန်နဲ့ကောင်းပါလားဟာကျွန်တော်လုံးနေတဲ့မြောက်ကိုကြည့်နေတော့ငကြီးကတီးတိုးလေတန်ဖြင့်ချီးမွေးစကားဆိုပါသေးသည်အထဲကပစ္စည်းတွေထုတ်ယူဖို့ကြတော့အားလုံးတာဝန်ယူကြရပါသည် ပစ္စည်းများထုတ်နေ kait တွင်ကျွန်တော်တယောက်တည်းចောင်းယုံကန်းဘက်သို့မှောင်ရိတ်ခို၍သွားကအဆောင်ဤအခြေအနေကိုအ깨ခတ်ပါသည်အဆောင်အိတ်နေပုံမှာအိတ်ဆေးမိထားသလားထင်ရပါသည်တကယ်ကလစ်သေးကလစ်မောအဆောင်အိတ်မောကြနေသည်ကိုကြည့်ရင်ကျွန်တော်လက်ရလာသည်တန်တုပ်ကောင်းကောင်းနဲ့ခေါင်းကိုရိုက်ခွဲရလျင်တစ်ချက်တည်းနဲ့ပွဲချင်းပြီးသွားမည်ဟုတွေးမိသဖြင့်အตาပြန်လှည့်လာခဲ့ပြီးဂန်ဒူးငကြီးထံမှတန်ကလော့အော်တောင်းပါသည်ဟဲ့ကောင်တောက်ရည်တဲ့မင်းကဘာလို့အုံမလို့လဲ ီတကန်းစုံတော်ပြီထမလုံးနဲ့တော့ကွာဘိုးဘက်မှာအကွက်ကောင်းတွေ့လာလို့ပါကွာပြီးမှသာပြေးကြမှာဂန်တုံးငကြီးကစိတ်ပြက်လက်ပြက်နဲ့တန်ကလောအော်ပေးပါသည်ကျွန်တော်ထွက်လာတော့ငပွေးနောက်မှလိုက်လာပါသည် အဆောက်နာရောက်တော့ကျွန်တော်ကရိုက်မိလို့ရငပွေးကပြူတူပြဲတဲ့ဖြစ်ကထိတ်လန့်တဲ့ကြားနဲ့ကျွန်တော်လက်ကိုအတင်းဆွဲထားပါသည်ဟဲ့ကောင်မလုံနဲ့ကွာလူတတ်မှုဖြစ်မှာပစ္စည်းယူတာကအရေးကြီးတာမဟုတ်ဘူးလူတတ်မှုဆိုရင်အမှုကြီးပြီးအလုံးတော့ကရောက်ကုန်မယ် ရဲနဲ့မရအရလိုက်မှာမလုပ်ပါနဲ့တငယ်ချင်းရာသူကအတင်းဆွဲကတောင်းပန်နေတဲ့ဖြင့်ကျွန်တော်လက်လျှော့လိုက်ပါသည်ကျွန်တော်တို့ကြောင်ဝင်ထဲမှပြန်ထွက်တော့တန်ချောင်းခောက်တန်းနှစ်ချစ်ကြာရပါသည်ပစ္စည်းများကိုညောင်ဥကလာပါရှိငပွေးညံဝင်၏အမအိမ်တွင်ထားမည်ပြီးမှထုခွဲပြီးရငွေခွဲယူမည်ဟုသဘောတူကလူစုခွဲလိုက်ကြပါသည်မနစ်ကြတော့ကျွန်တော်ဘယ်ကိုမှမသွားပါတစ်နေ့လုံးစူးလေပြားပေါ်တက်အိတ်နေပါသည်ညမိုးချုပ်ရုပ်ရှင်သိမ်းချိန်ကြမှာ ဖျားပုံမှာဆင်းပြီးမရင်ယုံပဲထွက်ခဲ့ပါသည်မိမဝါသနာကြီးသောငကြီးကမိမတယောက်ခေါ်ထားမည်ဟုပြောသည်ဖြင့်လာခဲ့ခြင်းဖြစ်ပါသည်ရုပ်ရှင်ရုံအောက်ရောက်တော့ငကြီးကိုမတွေ့ပါကျွန်တော်ဟိုဟိုဒီဒီကြည့်နေခိုက်မှာပင်ကျွန်တော်နောက်ဖက်စီမှဟေ့ကောင်ရွာကြောင်မပြင်းနဲ့ဟူသောအတန်ကြောင့်အသက်ထွက်တော့မတက်လန်သွားပါသည်နှဲ့ကြည့်လိုက်တော့ကျွန်တော်ဆရာကျောင်းအုပ်ကြီးနေရဲ့များကျွန်တော်ကိုရဲတယောက်ကဂျိုင်းမမပြီးကားပေါ်တင်ပါသည်ကားပေါ်ရောက်တော့ တောင်းအုပ်ကြီးကဆာ၍မေးပါသည်။ကဲရွာကျော်မင်းလောက်ခဲ့တဲ့မြပြောပြီးတော့ကိုယ်အမေနဲ့တို့အားလုံးသိပြီးပြီ။ကျွန်တော်ပထမကတော့ငင်းမိဟုစိတ်ကူးပါသေးသည်။ကျွန်တော်အကြံကိုရိမ့်မိဟန်တို့သောရဲတယောက်ကဖြစ်ကောင်ပြောအသားမနာခြင်းနဲ့ဟုဟောက်လိုက်သောအခါကျွန်တော်အနာမခံတော့ပါ။လှုပ်ထားသမျှကိုပြောပြလိုက်ပါသည်။ကျွန်တော်ပြောသည့်အတိုင်းလိုက်ရာညရင်းချင်းပင်ပစ္စည်းများကိုအကုန်ပြန်ရပြီးမပွေးညံဝင်မှတပါအလုံးကိုဖမ်းမိပါသည်။ သူ့ကိုတော့မနစ်လဲမှတာဂေတမှမိလာပါသည်ငပွေးညံဝင်သည်အလွန်အကျင့်ရုပ်ပြီးတက်စာမဲလွန်းလာပါသည် သူတက်တာလိုမှုအတွက်မဟုတ်တာတွေရောဟုတ်တာတွေပါရှောက်ပြောပါသည်ယခုပေါက်တွဲမှုကိုတာမက အချားသောခုံးမှုဖောက်မှုများကိုပါသူကားကားလာမသိဘဲနဲ့တိလီဟန်တိအောင်ကားလောက်ကငကြီးပိန်ညောင်အောင်တန်းနဲ့လက်ပြအောင်လာတို့အပေါ်ပုံချပါသည်တချို့အမှုများကိုငကြီးတို့တိပင်မတိကြပါတကယ်မတိရမတိဘူးဟုပြောတော်လဲမရပါ ငပွေးညံဝင်းကပြောထားပြီးဟုဆိုကစစ်ပါသည်ငပွေးဤဆုပ်ပဲမှုကြောင့်ငကြည်ရုတ်ခံနေရသည်ကိုမြင်ရသောအခါဘဝတူချင်းအပေါ်ညစ်သည့်ညံဝင်းကိုကျွန်တော်ခွင့်မလွန်နိုင်ပါထို့ညတွင်ငကြည်ရုတ်၃ယောက်ကိုအချုပ်ကန်းထဲထည့်ထားပြီးကျွန်တော်နဲ့ငပွေးညံဝင်းကိုအပြင်တွင်ရဲအဆောင်နှင့်ထားပါသည်မျက်နှာကပြီးဆက်ဆက်နှင့်အပိုးမတည်ဖြစ်နေသောညံဝင်းကိုကြည့်ရင်ကြည့်ရင်ကျွန်တော်ဤဒေါသကိုထိမ့်မနိုင်သိမ့်မရဖြစ်လာပါသည်ကျွန်တော်သည် ရဲအလက်တွေညံဝင်းဤလဲပင်ကိုဘယ်လက်ဖြင့်ညှိ၍တွန်းလဲလိုက်ပါသည် အောက်ပိုင်းမတန်တဖြင့်ရှိသမျှအားသည်အပေါ်တွင်စုနေသည်ဖြစ်ရာညံဝင်းသည်ကျွန်တော်ဤလက်ထက်တွင်မအော်နိုင်မလုံနိုင်ရစ်ကန်ရစ်ကန်ဖြစ်လျက်ရှိပါသည်ကျွန်တော်ဤညာဘက်လက်သည်သည်ညံဝင်းဤမြက်ခွက်ပေါ်သို့မနာတမ်းကြားရောက်လျက်ရှိပါသည်ဆိတ်ရှိလက်ရှိအားကုန်ထုတ်၍ထိုးနေရခြင်းဖြစ်သည်ဖြင့်ထိုး၍ကောင်းလာပါသည်အဆောင်ရဲကဝင်ဆွဲတော်လဲပြုတ်တူနှင့်အညက်ခံတာရသလိုဖြစ်နေသောညံဝင်းသည် ျွန်တော်လက်ထဲမှာမလွတ်ပါရဲကဆွဲနေသည့်ကြားမှာပင်ကျွန်တော်ကမရက်မနာထိုးနေပါသည်ရဲသုံးယောက်ဝိုင်းဆွဲမှာပင်ညံဝင်းတစ်ယောက်ကျွန်တော်လက်ထဲမှာလွတ်သွားပါသည်ကျွန်တော်လက်ထဲမှာလွတ်တော့သတိမေ့နေပါသည်မျက်နှာတစ်ခုလုံးမှာရားစရာမရှိအောင်စုပ်ပြက်ဖူးယောင်နေပါသည်မျက်နှာတစ်ခုလုံးသွေးချင်းချင်းနီနေပါသည် သွားတွေလည်းကျိုးကုန်ပါသည်ရဲများသည်ကျွန်တော်ဤလက်သေးချက်များကို တအံ့တအောဖြစ်ကပြောမဆုံးအောင်ရှိနေကြပါသည် ကျွန်တော်ကိုအဆောင်ရဲကတစ်ချင်းတစ်ချင်းရိုက်ပြီးမကြည်လို့ရှိရာအချုပ်ခံတဲ့သို့တွန်းထားလိုက်ပါသည်ကျွန်တော်ဤလက်ချက်ကြောင့်ညံဝင်းကိုစေးရုံပို့ရသည်ဟု မနေ့ကမှသိရပါသည်ကျွန်တော်တို့ဤပေါက်တွင်းမှုကိစ္စမှာကျွန်တော်တို့ပေါက်တွင်းခိုးယူခဲ့သည့်ចောင်းမចောင်းအုပ်ကြီးက အတွင်းတိပါရွေးတာအလွယ်တကူဝန်နိုင်ခြင်းဖြစ်သည်ဟုတွက်ပြီးကျွန်တော်အပေါ်မတင်ငါဖြစ်ကကျွန်တော်နောက်သို့ခြေရာကောက်ရလိုက်ရမှပေါ်ရခြင်းဖြစ်ပါသည်ရင်းပေါက်တွင်းမှုကြောင့်ကျွန်တော်ထောင်တန်းတစ်နှစ်အပြစ်ပေးခြင်းခံရပါသည် ကျွန်တော်ကြောင့်အုပ်ဆရာကြီးကမတန်မဆွမ်းဖြစ်သည့်ပြင်ရခင်ကအကျင့်စာရိတာကောင်းသူတူဖြစ်၍ယခုအချိန်သည်ပထမဆုံးအချိန်ပြည့်မှုကျူးလွန်ခြင်းဖြစ်သည့်ဖြင့်ထောက်ထားကတင့်ညာစွာဖြင့်စဉ်းစားပေးပါရန်တင်ပြခြင်းကြောင့်တနှစ်သာအပြစ်ပေးခြင်းဖြစ်သည်ဟုတရားသူကြီးကပြောပါသည်။ကျောင်းအုပ်ကြီးမှာကျွန်တော်အပေါ်စေတနာကယူနာမပြတ်ရှားပါ။ရုံထုတ်တိုင်းခေါ်ယူတွေ့ဆုံပြီးကျွန်တော်စားချင်တာဝယ်ကျွေးရုံများမက ထားပစ်ခဲ့သည့်အာပြုကရိယာများကိုပါယူလာပြီးပေးရှာသည်။ စီရင်ကြီးချသည့်နေ့တွင် ကျွန်တော်အားចောင်းအုပ်ကြီးကမှားလိုက်သည့်စကားကိုကျွန်တော်မမေ့သေးပါ။ထောင်ထဲမှာကောင်းကောင်းနေရွာကြောင်းမင်းလွတ်ရင်လည်းចောင်းဟုတ်ပြန်လာခြင်းနဲ့စိတ်ရှိရင်လာခဲ့။ပြန်လာခြင်းနဲ့စိတ်ရှိအောင်လဲစူးစမ်းပြီးမွေး။ပြန်လာခြင်းရင်တော့မင်းအကျင့်တွေကိုထောင်ထဲမှာမြုပ်ခဲ့ပြီးတော့ခုနှစ်ကျွန်တော်ဘယ်ကိုသွားရပါမည်နည်း။ထောင်ကထွက်တဲ့နေ့တွင် ထောင်ဘူးဝရှိနိုင်တိုင်းကစဉ်းစားပါသည်။ထောင်ထဲမှာတော့ကလည်းတတိယတိုင်းစဉ်းစားမိသည့်မိကွင်းဖြစ်ပါသည်။ ကျွန်တော်ဘယ်ကိုသွားရမှန်းမသိသဖြင့်ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်၍မရပါ။ခွေးမိကောက်ကြည်ကြောင်းဆွေးဟူသောစကားပုံကိုသတိရမိပါသည်။အမှန်တိုင်းပြောရလျင်ကျွန်တော်ဒီအမိကောက်နေသည့်ခွေးပင်ဖြစ်ပါသည်။နောက်ဆုံးတော့ကျွန်တော်ဆုံးပြတ်ချက်မှာလမ်းပေါ်ပြန်သွားရန်ပင်ဖြစ်ပါသည်။ဒီတစ်ချိန်တော့ဥပဒေနဲ့မကင်းသည့်အလုံးမျိုးမလုပ်ချင်တော့ပါ။မခိုးချင်မဖောက်ချင်မလစ်ချင်တော့ပါ။တို့ဖြစ်လျင်ကျွန်တော်ဘာလို့စားရပါသနည်းကျွန်တော်လက်ထက်က အာပြုကရိယာများကိုမသုံးဘဲနဲ့နှစ်ဖက်ကိုထောက်ရထောက်ရသွားနေသောကျွန်တော်အားလမ်းသွားလမ်းလာများကစားစရာအဆငွေစများပါ ပေးကြပါသည်ရလာသည့်ငွေကို အရစ်တော့ဆင်းရှူဖဲရိုက်မိမလိုက်နှင့်ပင်ကုန်ပါသည်ဓမင်းမိုးဟင်းဖို့နှင့်ဆေးလိပ်ဖို့ဆိုတာကတိတ်ပြီးကုန်လာသည်မဟုတ်ပါအစားအသောက်ဆိုလျင်လဟာပြင်းစည်းလိုနေရာတွင်စားကျွန်းစားကြံများတောင်း၍စားနိုင်သည်ကျွန်တော်၏အမိုက်တန်နေရာသည်ဆုံးနိုင်သေးအံ့မထင်ပါ တနေ့တော့နေခင်းတွင်မဟာပန္နုလပန်းချံအနီးပလက်ဖောင်းပေါ်၌ထိုင်နေစဉ်ကိုရီပြာယောဂါတအူနှင့်ဆုံးမိကြသည်လူသွားလူလာပါချိန်မှု သူကပြင်းပြင်းနဲ့အကြောင်းမရှိ အကြောင်းရှာပြီးကျွန်တော်ကိုစကားဆပြောသည်မင်းကနေတော့ဘယ်မှာနေတော့ဒီလိုပဲရှောက်ပြီးနေတာပေါ့ဗျကျုံရမှာနေတာပဲအိမ်မမရှိတာဒီလိုဆိုတော့ကတော်သေးတာပေါ့ကျွန်တော်တော့တန်မာနေတယ်ကွာမင်းနိုင်လေပါလားကျွန်တော်ကစကားမပြန်တော့သူကပဲစစ်ပြန်သည် ဘာလဲမင်းကယောဂကူမှကြောက်လို့လားမကြောက်ပါဘူးကွာအေးပါငါလည်းမင်းမျက်နှာမျက်နှာနဲ့အကဲခတ်မိပါတယ်မင်းကတော်ယုံနဲ့ကြောက်မဲ့ကောင်မဟုတ်ပါဘူးငါနဲ့လိုက်လာပါလားကွာလိုက်မယ်လေသွားရင်လည်းအခုသွားမယ်ဗျအေးကောင်းလာပဲသွားမယ်ငါလည်းမင်းကရထားတာနဲ့ဆိုရင်စားလောက်တောက်လောက်ပြီပေါ့ကွာဝန်းစားယခုကကြံတော့တုတ်တန်ရောတောင်းရစားတောက်သူများပါ မြို့တော်အတွင် မရှိတော့ပါဂွန်းပိတ်သူနဲ့ကျွန်တော်လိုက်သွားပါသည် သူ့နာမည်ကိုတော့ကျွန်တော်မပြောလိုပါကျန်တော့ရောက်တော့သူနဲ့အတူအရေးတောက်ကြသည်ပြီးတော့အမှုပြေအောင်ဟုဆိုကဆေးရှူကြသည်ပြီးတော့ဟဲ့ကောင်ရွာကျော်မင်းမိမယူမလားဟာမယူချင်ပါဘူးဗျာမိမကအကောင်းလားခမားလိုပဲလားအမမင်းကတို့အထဲမှာတို့လိုဟာပဲရမှာပေါ့ဟာတို့လိုဟာကလည်းတမျိုးကောင်းပါတယ်ကွာသူရောကျွန်တော်ပါအတော်မူးနေကြပြီဖြစ်ပါသည်အတော်ကြီးအောက်ခြေလွတ်နေကြပြီ ွားခေါ်စီလေဘယ်မှာလဲခမောင်မိမသူကဂျိုးနေဂျိုးနေနဲ့ထထွားပါသည်အတန်ကြာတော့မျိုးသမီးတယောက်နဲ့ပြန်ရောက်လာသည်ကဲရွာကျော်မင်းအတော့မိမတဲ့မိကြီးဒါငါတငယ်ချင်းပဲကောင်းကောင်းပြုစုလိုက်စမ်းကျွန်တော်ထုံညာကမိကြီးနေဇေယျပေါ်တွင်အတူအိတ်ကြသည်မိကြီးမခြေနဲ့များတိုးနေပြီဖြစ်တော်လဲမျက်နှာရုပ်အစင်းအင်ကတော့မပြတ်သေးပါအသက်20ရှိပြီဟုသူပြော၍တီးရပါသည်မနေ့ကျွန်တော်အိမ်ရမှနိုးတော့ မိကြီးကလက်ဖက်ရည်နဲ့နံပြားထောပတ်တုပ်ဝဲထားပါသည်။သူနဲ့အတူပေါင်းသိနေထိုင်သွားမည်ဆိုလျင်တသက်လုံးထိုင်စားနေပါသူရှာကျွေးမည်ဟုလည်းပြောနေပါသည်။မဖြစ်နိုင်လွန်သည့်ကိစ္စပါ။ငါစဉ်းစားအောင်မဲ့ဟာကျွန်တော်ကဒါပဲဖြေကဇေယျပေါ်မှာဖျင်တွေးရတွင်ရေးဆင်ခဲ့ပါသည်။ဟိုလူကြီးကိုပြောပြတော့မိကြီးပြောတာကောင်းသားပဲကွာ။မင်းကခြေထောက်မှမတန်တာ။ထိုင်စားနေရရင်မင်းတက်တာတော့ဗော။မိကြီးမှလည်းအဖော်ရသွားတာဗော။ သူ့ခင်မအဖို့မရှိရဘူးအဖို့ရှာနေတာကြပြီသူကအဖို့မရှိလို့အဖို့ရှာနေတဲ့သူစောင်းရှောင်းမဲ့လူမရှိရင်တိတ်ပြီးပြစ်စီသွားမှာစိုးရတယ်ဟုဆိုပါသည်ဩသူတို့လောကတွင်လည်းပြစ်စီမှစိုးရင်ဒီအဖြစ်မျိုးတွေရှိပါသေးကလားကျွန်တော်တွေးမိတွေးရတွေးပြီးညင်နေမိသည်အေးလေကွာမင်းစမ်းသာအောင်ပေါ့မိကြီးကတော့တိတ်မစိုးဘူးဆိုတာငါအာမခံရတယ်သူကလည်းမင်းကိုတနာနေတယ်ထင်ပါရဲ့။တို့မြောက်ကဘာမှလည်းတနာတယ်ကျင်တာတယ်တစ္ဆာရှိတယ်ဆိုတာတွေရှိပါသေးတယ်ကွာ။ ။ငါပြောတာယုံမှာ။တို့လေယောဂကြောင့်သာလူအများနဲ့မရောနိုင်တာပါ။တကယ်တော့တို့လေလူတွေပဲမဟုတ်လားရွာကျော်ရ။သူ့လေတန်တဲ့သူ့စကားများမှာနိုင်လိုက်လဲလဲဖြစ်လွန်းသဖြင့်ကျွန်တော်ရင်ထဲဝမ်းနေတယ်လို့လူခံစားရပါသည်။ကျွန်တော်နဝေတိန်တောင်ဖြစ်ရပါသည်။မိကျင်နဲ့နေလိုက်ရလျင်ကောင်းလိမ့်မည်လို့နောက်တော့ကျွန်တော်မိကြီးကိုပဲနှုတ်မစစ်တော့ပဲကြံတော်တုတ်တန်ထဲမှာထွက်လာခဲ့ပါသည်။တလန်းလုံးကျွန်တော်ကိုကျွန်တော်မဒတီတော်စိတ်ရွေးရှာဆစ်ဆုပ်တော်စိတ် အော်နှလုံးနာသောစိတ်တို့သည် အပြင်းအထန်ဖြစ်ပေါ်လျက်ရှိပါ၏ကျွန်တော်ဘာကြောင့်ဤများလောက်ဆိုးတေမိုက်မဲနေရပါသနည်းကျွန်တော်ဘာကြောင့်ဤများလောက်အထိယုံရင်ကြမ်းတမ်းယုံမှရစ်စင်နေရပါသနည်းကျွန်တော်စိတ်သည်လူစိတ်မှဟုတ်ပါလိမ့်စားကျွန်တော်ယူများနေပြီလားအတွေးပေါင်းများစွာသည်ကျွန်တော်အုံနောက်ကိုအပြင်းအထန်ရိုက်ခတ်လျက်ရှိလေသည်ကျွန်တော်ဘာလုပ်ရပါမည်နည်းဟုတ်ကဲ့ပါရှင်တောင်ပန်မဲငင့်လေတဲ့ပြောအပိုင်း30ကိုဒီနေရာမှာခက်တာရန်နာတွင်ပြုပါရှင် ဒီကနေ့မှအချိန်ပေးနားဆင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်စိတ်ခန္ဓာနှစ်ပါးညီချမ်းကြပါစေရှင်